အမုံတရားကလူကိုကန်းစေသလားကျွန်တော်ရဲ့နှလုံးသားနဲ့စိတ်ထဲမှာခူအောင်နိုင်တဲ့စိတ်ခံစားမှုတွေထဲမှာအခြားသောအရာတွေထက်အင်အားကြီးမားဆုံးနဲ့အဖြစ်ဆွမ်းအကြီးမားဆုံးကတော့အမုံတရားပါပဲအမုံတရားဆိုတာရိုရိုသောသားတဲ့အများကြီးပူပါတယ်အဲ့ဒါအချိန်ကြာမြင့်စွာစုဆောင်းထားတဲ့နာကျင်မှုဒေါသနဲ့တစ်ဖက်တောင်မကောင်းစေခြင်းနဲ့ဆန္ဒတွေရောနှောထားတဲ့အစိတ်တစ်မျိုးပါ ဒီနေ့ကျွန်တော်တို့အတိတ်ကဆန်းစစ်မဲ့မိခွန်းကတော့အမုံတရားကလူကိုကမ်းစေသလားဆိုတာပါပဲ။ဒီမှာပြောတဲ့မျက်ကမ်းဆိုတာမျက်စိအမြင်ပျောက်ဆုံးတာကိုဆိုလိုတာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့စိတ်အမြင်စင်ကျင်တဲ့တရားနဲ့ကိုကျင်းစာစိတ်တွေပျောက်ဆုံးသွားပြီးမှန်ကန်တဲ့လမ်းကိုမမြင်နိုင်တော့တာကိုဆိုလိုရင်ဖြစ်ပါတယ်။အမုံတရားကကျွန်တော်တို့ရဲ့အမြင်အာရုံကိုဘယ်လိုမျိုးအပိုင်းလိုက်ဖုံးကွယ်ပြစ်မလဲဆိုတာကိုလေ့လာကြည့်ကြရအောင်။ အမုံတရားကဖန်တီးလိုက်တဲ့ပရမဆုံးမျက်ကန်းဘွားကတော့ကောင်းတဲ့အရာကိုမမြင်နိုင်တော့တာပါပဲကျွန်တော်တို့တယောက်ယောက်ကိုအသေးအတန်မုံပြီးလာပြီဆိုရင် ကျွန်တော်ရဲ့စိတ်ထဲမှာဥမင်လိုင်းကောင်းအမြင်တစ်ခုပဲရှိလာပါတော့တယ်အဲ့ဒီအမြင်ကျင်းထဲမှာကိုမုံပြီးတဲ့သူနဲ့ပတ်သက်တဲ့ကောင်းမှုနဲ့အရာမှန်ကန်တဲ့အရာဘာမှမမြင်နိုင်တော့ပါဘူးသူတို့လုပ်တဲ့အရာအားလုံးဟာအမှားအပြစ်နဲ့မကောင်းမှုတွေကြီးပဲလို့သတ်မှတ်ပါတယ် အထူးသဖြင့်ကိုမုံတဲ့သူဟာလူအများအသိမဲ့ပြုတ်လောက်တဲ့ကောင်းမှုတစ်ခုဒါမှမဟုတ်ကြီးကျယ်တဲ့အောင်မြင်မှုတစ်ခုခုလှုပ်ပြလိုက်ရင်တော့ကျွန်တော်တို့ကလုံးဝတန်ဖိုးထားပေးနိုင်စွမ်းမရှိတော့ပါဘူး။သူရဲ့ကောင်းမှုအယောင်ဆောင်မှုလက်စားမှုဒါမှမဟုတ်နောက်ွယ်ကမကောင်းတဲ့ရည်ရွယ်ချက်နဲ့လှုပ်တာပဲလို့ငင်းပယ်ပြစ်လိုက်ပါတယ်။တချင်ကကို့ပေါ်ကောင်းခဲ့တာတွေတခြားသူတွေပေါ်စာနာခဲ့တာတွေအားလုံးကိုလုံးဝလျှို့လျှို့ရှုလိုက်မိပါတယ်။ ဒီလိုအမြင်ကြီးမြောင်းမှုဟာမျှတတဲ့အမြင်ကိုကန်းစေလိုက်တာပါပဲအမုံတရားရဲ့နောက်ထပ်အစိတ်တစ်ခုကတော့ကျွန်တော်ရဲ့စင်ကျင်တုံတရားကိုကန်းစေခြင်းဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေဟာဉာဏ်ရှိတဲ့တတ္တဝါတွေပါဒါပေမဲ့အမုံကအဲ့ဒီဉာဏ်ကိုတိုက်စားဖြစ်ပါတယ်မုံတိမှုရဲ့လွမ်းမိုးခြင်းခံရသူသူဟာဆုံးပြတ်ချက်ချတဲ့အခါအကျိုးကြောင်းတဲ့အမှန်တရားကိုမကြည့်တော့ပါဘူး သူတို့ရဲ့ဦးစားပေးရကလက်စားချီချင်တဲ့ဆန္ဒတစ်ခုတည်းသာဖြစ်လာပါတယ်။အသေးမွားကိစ္စလေးတစ်ခုကိုတောင်ရန်သူကိုဒုက္ခပေးနိုင်မယ့်အခွင့်ရေးလို့မြင်လာတတ်ပါတယ်။ဒီလိုအမုန်းစိတ်နဲ့လှုပ်တဲ့လှုပ်ရက်တွေကဘယ်တော့မှအကျိုးမရှိပါဘူး။ကိုမုန်းတဲ့သူကိုထိခိုက်အောင်လှုပ်ဖို့ကြိုးစားရင်းနဲ့ကိုယ့်ရဲ့ငွေအချိန်စိတ်ဆွမ်းရင်နဲ့အနာဂတ်ကိုပါရင်းနှီးပြစ်လိုက်ရပါတယ်။ အမုံးတန်ကြောင့်စဉ်စားညံကဲန်းသွားတဲ့အခါကိုကိုကိုဘလောက်နာကျင်အောင်လုံနေမိတလဲဆိုတာကိုတော့မသိနိုင်တော့ပဲရှင်းအောင်မသွေးပဲကြောက်တဲ့ဆင်းလိုက်လိုမျိုးဖြစ်သွားပါတယ်။ဒါကိုရဲ့ဘဝပန်းနိုင်တဲ့အနာဂတ်ကိုမမြင်နိုင်အောင်မျက်ကွယ်ပြုလိုက်မိတာနဲ့အတူတူပါပဲ။အမုံးတရားရဲ့နောက်ဆုံးနဲ့အဆိုးရွားဆုံးတက်ရောက်မှုတစ်ခုကတော့စာနာစိတ်လုံးဝပျောက်ကွယ်သွားခြင်းပါပဲ။ကျွန်တော်တို့မုံတဲ့သူပါဒုက္ခရောက်တဲ့အခါဝမ်းနေတဲ့အခါဒါမှမဟုတ်အခက်ခဲကြုံရတဲ့အခါမျိုးမာတော့ အမုန်းရှိတဲ့သူကဝမ်းသာတာကျေနပ်တာမျိုးခံစားရတတ်ပါတယ်။သူရဲ့ဆင်းရဲဒုက္ခကိုမြင်ရခြင်းဟာကိုယ့်အတွက်အောင်မြင်မှုတစ်ခုလိုဖြစ်နေပါတယ်။ဒီလိုစာနာစိတ်ပျောက်ွယ်သွားတဲ့အတွက်တခြားသူတယောက်ရဲ့နာကျင်မှုကိုနားမလည်နိုင်အောင်မျက်စိမိတ်ပြပါတယ်။ဒီလူမှုရဲ့မျက်ကံဘွားကိုယ်ပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်တော့စေပြီးကိုယ့်စီမှာရှိတဲ့နူးညံ့တဲ့နှလုံးသားဥပါတန်ချေတက်စေပါတယ်။ အမုံကဖန်တီးလိုက်တဲ့အထီးကျန်ဆန်တဲ့အမောင်ထုထဲမှာပန်းဝင်းကျင်ကမိတ်ဆွေကောင်းရင်းနဲ့မေတ္တာစုဝင်နေရလေကိုစီကနေတဖြည်းဖြည်းခွာဝေးသွားတတ်ပါတယ်။ဒါကြောင့်မို့လို့အမုံတရားကလူကိုတကယ်ကန်းစီပါတယ်လို့ပြက်ပြက်သားသားပြောနိုင်ပါတယ်။၎င်းကကျွန်တော်တို့ကိုအမြင်ကို ကန်းစီတယ်။စင်ကျင်သောတရားကိုလွှမ်းမိုးတယ်။ကိုချင်းစာစိတ်ကိုဖျက်ဆီးပြစ်ပါတယ်။အမုံတရားဆိုတာကိုယ်တိုင်တောက်တုံးပြီးတစ်ဖက်သားကိုတေးစီဖို့မျောလင့်နေတဲ့အစိတ်ခွဲ့နဲ့တူပါတယ်။ ီအဆက်ကို စိတ်ထဲမှာဆက်ထားခြင်းအဖြစ်ကိုယ့်ရဲ့ပျော်ရွှင်မှုငြိမ်ချမ်းမှုနဲ့လွတ်လပ်မှုကိုစတေးလိုက်တာပါပဲကျွန်တော်တို့မှာရွေးချယ်ခွင့်ရှိပါတယ်အမုံတရားဆိုရဲမောင်းမိုက်တဲ့ကလကာကိုဆက်ဖုံးထားမလားဒါမှမဟုတ်ခွင့်လွှတ်ခြင်းနားလေပေးခြင်းနဲ့စာနာမှုဆိုရဲအလင်းရောင်ဖွင့်လိုက်မလားဆိုတာကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာမူတည်ပါတယ်နှလုံးသားနဲ့စင်ချင်းတုံတရားရဲ့အမြင်အာရုံပြန်လဲရရှိခြင်းဟာဘဝတစ်ခုလုံးအတွက်အရေးကြီးဆုံးပါပဲ။ ရှင်းလင်းတဲ့အမြင်ပေါ့ပါတဲ့စိတ်နဲ့လူလက်ပျော်ရွှင်တဲ့ဘဝကိုဖန်တီးနိုင်ဖို့အမုံတရားကိုကိုယ့်စီအနေအပီးတိုင်းမောင်းထုတ်နိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာဒီနေ့အကြောင်းအရာလေးဟာနားဆင်သူအားလုံးအတွက်တန်ဖိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ် General Channel လေးကို Subscribe လုပ်ထားပေးဖို့လည်းမမေ့ပါနဲ့နော်နောက်နေ့တွေမှာလည်းတခြားအကြောင်းအရာတွေနဲ့ပြန်ဆောင်ကြပါမယ်ခင်ဗျာ